ရံမင်းကြီးအသည့်ဖြစ်အမေရိကန်ကာရီနယ်ကြီးရောဘတ်ဖရန်စစ်ပရီဗော့စ်ကိုရွေးချယ်လိုက်ပါတယ်။ပီရူးနိုင်ငံမှာ ကာလာရှေတာသနာပြုခဲ့တာကြောင့်ပီရူးနိုင်ငံသားတစ်ဖြစ်လဲပုတ်ရံမင်းကြီးအသည့်ဟာလီယို14ဆိုတဲ့ဘွဲတော်ကိုခံယူမှာဖြစ်ပါတယ်။စစ်တင်ဖျားကြောက်တွင်းမှာကာဒီနယ်ကြီးတွေရဲ့လျှို့ဝှက်မဲခွဲမှုဒုတိယမြောက်နေ့မှာပဲပုတ်ရဟန်မင်းသစ်ကိုရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်။သက်တော်69နှစ်ရှိပြီဖြစ်တဲ့ကာဒီနယ်ရောဘတ်ပရီဗော့စ်ဟာ အမေရိကန်နိုင်ငံသားတဦးဖြစ်ပေမဲ့ပီရူကသာသနာပြုလုပ်ငန်းတွေမှာပဲနှိမ့်ယုတ်လောက်ကိုင်းခဲ့သူဖြစ်ပါတယ်။2023ခုနှစ်ကမှကာဒီနယ်အဖြစ်ပေါ့ရမင်ဂျီဖရန်စစ်ကခန့်အပ်ခဲ့တာဖြစ်ပြီးသူဟာမီဒီယာအင်တာဗျူးလက္ခဏာနဲ့သလိုလူမြင့်ကွေးမှလည်းစကားပြောရလဲနေပါသူဖြစ်ပါတယ်။သူဟာရှီကာဂိုမှာမွေးဖွားခဲ့သူဖြစ်ပြီးတိတ်ဆိတ်အေးဆေးစွာနေတတ်သူလည်းဖြစ်ပါတယ်။ပေါ့ရမင်ဖရန်စစ်ရဲ့၁၂နှစ်တာသက်တမ်းတွင်းမှလည်းအထောက်အကူပြုခဲ့သူဖြစ်ပါတယ်။ သူဟာလူမှုတရားမျှတမှုကိစ္စတွေမှာအဓိကပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ Prevost ဟာပီရူးနိုင်ငံအနောက်မြောက်ပိုင်းချီကလာယိုမှာ2015ကနေ2023ခုနှစ်အထိ Bishop အနေနဲ့တာဝန်ယူခဲ့သူဖြစ်ပါတယ်။2023ခုနှစ်မှာပဲကမ္ဘာတလွှာကကက်သလစ်ဘိရှော့ဆရာတော်တွေအဖြစ်ထမ်းဆောင်ရမယ့်ဖုန်းတော်ကြီးတွေကိုရွေးချယ်တဲ့ဌာနကိုကြီးကြပ်ဖို့ Francisca Prevost ကို Vatican City ကိုခေါ်ယူခဲ့ပါတယ်။ အမေရိကန်သမ္မတထရမ့်ကသူ့လူမှုကွန်ရက် Truth Social မှာပထမဆုံးအမေရိကန်ပုတ်ဟန်မင်းကြီးတင်မြှောက်မှုကိုခေါ်ယူကြောင်းမှတ်ချက်ပေးပါတယ်ရှင်။